မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ဗုဒ္ဓဟူးနေ့အတွက် CJ Black Fire ရဲ့နေ့စဉ်သတင်းလာအစီအစဉ်ကိုတင်ဆက်ပေးသွားပါမယ်ကျွန်မကအစီအစဉ်တင်ဆက်သူစင်တီပါဒီကနေ့မှာတော့ချင်းချောင်းမှုတွေကြားကနိုင်ငံတော်ပြည်သူအတန်တိုက်တပိတ်တဲ့တင်ကထင်ရသည်လုံးမှာအတင်းကထင်ခင်းခိုင်းတဲ့သခိုင်းကဆယုပ်စုတဲ့ကမောရီးယားဘက်ကဆေးရုပ်ကိုဒုတ်ကြည့်နေပြလို့ထိုင်းနေဆံမှာညမထွက်ရအမိတ်ထုတ်ပြန်လိုက်တဲ့တဲ့ ဒီသတင်းနဲ့အပါအဝင်ထူးခြားတဲ့ပြည်တွင်သတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ဒီကနေ့ကြားရောက်တဲ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာမြန်မာပြည်သူတွေကစစ်ကောင်မရှင်ရဲ့အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းအတန်တိတ်တပိတ် Silent Strike ကိုပြုလုပ်ခဲ့ကြပါတယ်။မနက်၁၀နာရီကနေညနေ၄နာရီထိပြုလုပ်ခဲ့တဲ့ဒီလှုပ်ရှားမှုမှာစစ်ကောင်မရှင်ရဲ့ချိန်ချမှုတွေဟန်ပြပွဲတွေရှိနေတဲ့ကြားကပဲပြည်သူတွေအများပြပါဝင်ခဲ့ကြပါတယ်ခုနကြီးကဆက်ပြောပြပေးပါမယ် စစ်ကော်မရှင်ကတော့တပိတ်ပြအောင်ဤမျိုးစုံတုံးခဲ့ပါတယ်မန္တလေးမှာလူစီကောင်းအောင်ဆိုပြီးလမ်းပိတ်အားစားပွဲတွေချောတိုင်တပွဲတွေအတင်းအဓမ္မဖန်တီးခဲ့သလိုရန်ကုန်မင်္ဂလာဈေးမှာလည်းစစ်ကားတွေရဲ့အတန်ချက်ဆက်တွေနဲ့ဈေးမပိတ်ဖို့အော်ဟစ်ချိန်ချောက်ခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မြင်မြင်မှာတော့စိုင်းတွေဖြန့်ထားရပေမဲ့ဝယ်သူမရှိလမ်းမတွေပေါ်မှာလူသူကင်းမဲ့ပြီး၆ကက်ငိမ့်တက်နေပါတယ်အကွေတိုင်းစောမြို့မှာဆိုရင်မနက်ပိုင်းမှာတိတ်ဆိတ်သွားခဲ့ပါတယ်ဒီကနေ့မနက်ပိုင်းပါပဲအနောက်အုပ်စုတန်ယုံတွေက စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာအကြမ်းဖက်မှုကိုသာပိုကြီးထွားစေမယ်လို့ထုတ်ပြန်ထားချိန်မှာပြည်တွင်းကပြည်သူတွေကလည်းဒီရွေးကောက်ပွဲကိုလက်မခံချောင်းအတန်တိတ်တက်တည်ပြလိုက်တာဖြစ်ပါတယ်။ GSCB တာဝန်ရှိသူကတော့ဒီချက်ခိုင်မာတဲ့ပြည်သူစံနာတက်တည်ပြချက်မရှိနိုင်တော့ပါဘူးလို့ဆိုပါတယ်။မနေ့ညီပါကြာလာပြီမဲ့သူတို့မသိမချင်းအာခံစမြဲပဲဆိုတဲ့ရန်ကုန်မြို့ခံတအူးရဲ့စကားအတိုင်းဒီနေ့အတန်တိတ်တပိတ်ကတက်တည်ပြလိုက်ပါတယ်။ စစ်ကောမရှင်ကစကိုင်းမြို့မှာထူးထူးဆန်းဆန်းလှုပ်ရဲတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒါကတော့ကထင်ရာတီကုံသွားတာကြပြီဖြစ်ပေမဲ့လူစီကောက်ဆိုပြီးမနီကဒီဇင်ဘာလ9ရက်နေ့ကညနေပိုင်းမှာအတင်းအရမရာတီလွန်ကထင်ပွဲနှိမ့်လေခိုင်းခဲ့တာဖြစ်ပါတယ်။ကွန်မြူနီကပြောပြပေးပါမယ်။စကိုင်းမြို့ကန်တွေရဲ့ပြောပြချက်အရစစ်ကောမရှင်ဟာဒီဇင်ဘာ9ရက်နေ့ကလေးကအိုးအေအသင်းတွေနဲ့ဆိုင်ကယ်ကယ်ရီသမားတွေကိုဖိအားပေးပြီးအလှူငွေကောက်ခံခိုင်းခဲ့တာပါတကယ်တော့ပြီးခဲ့တဲ့ကထိန်ယာဒီတုန်းက စကိုင်းမြို့မှာအိုးဝေကထိန်ပွဲကြီးစီစီကာကာကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါတယ်။အခုတော့ဒုတိယအကြိမ်ထပ်လုပ်ခိုင်းတာကတော့ဒီကနေ့ဒီဇင်ဘာ10ရက်အတန်တိတ်တပိတ် Sinai Strike မတိုင်ခင်လူစီကားတွေဆိုတာပြချင်းတဲ့သဘောတက်တက်တာဖြစ်ပါတယ်။ဘုဒ္ဓဘာသာဆုံးတန်းစင်လာရာကထိန်ဆိုတာတစောင်းမုံလာပြီးနေ့အထိတာခင်းချင်းလှူဒန်းခွင့်ရှိတာပါ။စကိုင်းမြို့ကဆီယာရော်တဘာကတန်ဂါရီအနေနဲ့တစောင်းမုံလာပြီးကြော်ရင်ကထိန်ခင်းခွင့်မရှိတော့ပါဘူး။ ကျောင်းတောင်ဟာလေကထိန်နှခါအလှခံခွင့်မရှိပါဘူးလို့မိန်ကြားပါရယ်စစ်ကောင်ရှင်ကတော့ဘာသာရေးထုံးတမ်းတွေကိုပါချိုးဖောက်ပြီးနိုင်ငံရေးထောက်ပေါက်ရှာနေတာကိုတွေ့ရပါရယ်စစ်ကောင်ရှင်ကဘလို့ပဲနှောက်ယှက်ပါစေဒီကနေ့ဒီဇင်ဘာ၁၀ရက်နေ့မှာတော့စကိုင်းပါဝင်ရန်ကုန်မန္တလေးမုံရွာစရိမ်မြို့ကြီးတွေမှာပြည်သူလူထုကအတန်းတိတ်တပိတ် silent strike မှာတခဲနဲ့ပါဝင်ခဲ့ကြပြီးစစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းတိတ်ဆိတ်စွာတက်သေးပြနေကြပါရယ်ဒီကနေ့ဒီဇင်ဘာလ၁၀ရက်နေ့ဟာပြည်ပဆိုင်ရာလူခွင့်ရည်နေ့ဖြစ်ပါတယ်ဒီနေ့မှာပဲ UK, Australia, ကနေဒါနဲ့ဥရောပသမဂ EU တို့ကသဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။အဓိကအချက်ကတော့စစ်ကောင်စီကအခုလက်ကုံပိုင်းမှာကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာလက်ရှိနိုင်ငံရေးကြက်တဲကိုပြည်လဲစင်မှာမဟုတ်ဘဲနဲ့ပဋိပက္ခနဲ့အကြမ်းဖက်မှုတွေကိုသာပုံမဆိုးဝါးစေလိမ့်မယ်လို့သတိပေးလိုက်တာဖြစ်ပါတယ်။ တဖက်မှာစစ်ကောင်ဆောင်မြောင်းလိုင်းကတော့ဒီရွေးကောက်ပွဲဟာတိုင်းပြည်အတွက်တခုထဲသောထွက်ပေါက်လို့ဝါဒဖြန့်နေပေမဲ့ energy အစိုးရနဲ့တော်လိုင်းရင်အားစုတွေကတော့ဒါဟာနိုင်ငံရေးလှည့်ကွက်တာဖြစ်ကြောင်းနဲ့ပြည်သူတွေအနေနဲ့နီလန်းပေါင်းစုံနဲ့ဆန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်နိုင်ငံတကာအခင်းကျင်းကိုကြည့်ရင်လည်းအနောက်အုပ်စုကကောက်ကွက်နေချိန်မှာအိန္ဒိချင်းတရုတ်နိုင်ငံကတော့သူရဲ့စီးပွားရေးစီမံကိန်းတွေအတွက်ဒီရွေးကောက်ပွဲကိုထောက်ခံအားပေးနေတဲ့အနေအထားမှရှိနေပါရဲ့ရှင်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲတွေဟာပိုပြီးအရှိန်မြင့်တက်လာနေပါတယ်။ကမ္ဘောဒီးယားဘက်ကစစ်ရုံတွေကိုပါ BM21 ဒုံးကြီးတွေနဲ့ပစ်ခတ်လာပြီးတဲ့နောက်ထိုင်းစစ်တပ်ကနေဆက်ခရိုင်လေးခုမှညမထွက်ရမယ့်ထုတ်ပြန်လိုက်ပါပြီ။ကွန်မြူနီကပြောပြပေးပါမယ်ရှင်။ဒီကနေ့ဗုဒ္ဓဟူးနေ့မနက်ပိုင်းကကမ္ဘောဒီးယားတပ်တွေဟာဆူရင်ခရိုင်လေးကဖွန်တန်တောင်ရဲစစ်ရုံကြီးကိုဒုံးကြီး90ကျော်ပစ်ခတ်ခဲ့ပြီးအားလုံးကစစ်ရုံဝင်ကျင်ကိုကြောက်ရွံ့ခဲ့ပါတယ်။ထိုင်းကျမိုင်ဝင်ကြီးဌာနကတော့နေဆက်စစ်ရုံစေရုံနဲ့ တိုက်နယ်စည်ရုံ190ကျော်ကိုအရေးပေါ်ပေးသိမ်းလိုက်ပြီးလူနာ900ကျော်ကိုပေးလို့ရရွှေပြောင်းထားရပါတယ်။စီစာကိနယ်ခြားဆောင်ရေစကန်တိုက်ခိုက်ခံရမှုမှာလည်းရေတပ်ဖွဲ့ဝင်20ဒဏ်ရာရခဲ့ပါတယ်။လုံခြုံရေးအခြေအနေဆိုးဝါးလာတာကြောင့်ထိုင်းအမှတ်10စစ်တီသားဘူရဖာတပ်ဖွဲ့ကစာခရော့ခရိုင်တွင်ကမြို့နယ်၄ခုမှာစစ်အုပ်ချုပ်ရေးဥပဒေအရည9ခန္ဓာကြီးကနေမနက်9နာရီထိညမထွက်ရအမိန်ထုတ်ပြန်လိုက်ပါတယ်။စာတင်ကြောင်းပေါင်း1100ကျော်ကိုလည်းပိတ်ထားလိုက်ရပါပြီ။ စစ်မီပြင်မှာတော့တာကွိုင်းဖျားကြောင်းတို့ရဲ့တိုက်ပွဲပြင်းထန်နေပါတယ်။ထိုင်းစစ်တပ်ကကမ္ဘောဒီးယားတပ်တွေကိုဖျားကြောင်းတွေကမောင်းထုတ်နိုင်ခဲ့ပြီးမြေအပေါ်စီးက Hill 350တောင်ကုန်းပေါ်မှာကမ္ဘောဒီးယားကဘန်ဂါရီမိုင်းခွင်းတွေနဲ့အခိုင်အမာတပ်ဆွဲထားလို့နေမြေအပြေးဝမဆိုးမနိုင်လေးပါဘူး။ထိုင်းစစ်တပ်ကတော့ကမ္ဘောဒီးယားဟာရှေးဟောင်းယဉ်ကျေးမှုတွေမျိုးကိုစစ်ကမ်းအသွင်ဖြစ်အလွဲသုံးစားလုပ်နေတယ်လို့ဆိုဆွဲထားပါတယ်။ထိုင်းစစ်တပ်ကကမ္ဘောဒီးယားကိုနောက်ွယ်ကချိုးကင်နေတာဟာဝင်းကြီးချုပ်ဟွန်မန်နဲ့မဟုတ်ပဲဖောက်ကင်ဖြစ်သူဟွန်ဆန်နာဖြစ်တယ်။ သူတို့ကအရင်စပစ်ပြီးလိန်ပြောနေတာလို့ပြင်းပြထန်ထန်တုံ့ပြန်ပါတယ်။ဝန်ကြီးချုပ်အမှုတင်ကတော့အပြေထက်ရစေးဆွေးနွေးဖို့ကံလန့်ချက်မရှိကြောင်းညွှန်ဆိုပြီးလွှတ်တော်ဖြတ်သိမ်းဖို့အမိန့်ပြန်ရမှုကြောင့်ရေးဆွဲထားပြီးပြီလို့ဝန်ခံခဲ့ပါတယ်။တရုတ်နိုင်ငံဟာတောက်တရုတ်ပင်လယ်အရေးမှာမဟာဗျူဟာမြောက်ချီလန်တဲ့တခုကိုစတင်လိုက်ပါရဲ့။ဂျပန်ဝန်ကြီးချုပ်တည့်ရဲ့ထိုင်ဝမ်ရေးပြောကြားချက်ကိုစစ်ပြီးခေနိုင်ငံတကာစနစ်ကိုစိန်ခေါ်တာပဲလို့ပြင်းပြင်းထန်ထန်သတိပေးလိုက်တယ်လို့တစ်ဖက်မှာလည်းအာဆီယံနိုင်ငံတွေနဲ့ပင်လယ်ပြင်ဆိုင်ရာအငင်းပွားမှုတွေကိုညှိနှိုင်းဖို့ကံလန်းလိုက်ပါတယ်။ ုနာကြီးကပြောပြပေးပါမယ်ရှင်။ဂျပန်ဝန်ကြီးချုပ်ဆာနက်တာကာအီကြီးကတရုတ်ကထိုင်ဝမ်ကိုတိုက်ခတ်ရင်ဂျပန်ရဲ့ရှင်သန်ရည်ရည်ကိုချင်းချောက်တဲ့အခြေအနေဖြစ်လို့စစ်တပ်ဆေးလွတ်နိုင်တယ်လို့ပြီးခဲ့လာကပြောခဲ့တာပါ။ဒါကိုတရုတ်ဒုတိယနိုင်ငံကြိုင်ဝန်ကြီးဆွန်ဝေထုံကဒါဟာသမိုင်းကိုနောက်ပြန်လှည့်တာပဲ။ကြာကျုံးမဲ့လမ်းစဉ်ပဲလို့ဒီကနေ့ဟိုင်နန်ဖိုရမ်မှာပြစ်တင်ဝေဖန်လိုက်ပါတယ်။စကားစစ်ထိုးပွဲတွေအပြင်မြေပြင်မှာလည်းအခြေအနေကမဟန်ပါဘူး။ပြီးခဲ့တဲ့စနေနေ့ကပဲတရုတ်ထိန်းချုပ်ထားတဲ့ စူတီကြောက်တန်းကနေကင်းလှည့်နေတဲ့ဖိလစ်ပိုင်လေယာဉ်ကိုမိကြီးတွေနဲ့ပြစ်ခတ်ခဲ့တယ်လို့ဖိလစ်ပိုင်ကဆွဆွဲထားပါတယ်။စူဖီကြောက်တန်းဟာတရုတ်ရဲ့ဗစ်ထရီလို့ခေါ်တဲ့စစ်စခန်းချထားတဲ့အဓိကကျွန်းတုသုံးခုထဲကတစ်ခုဖြစ်ပြီးဒေါ်ဂျီစနစ်တွေရေဒါစနစ်တွေတပ်ဆင်ထားတာပါ။တရုတ်ကတော့အာဆီယံနဲ့တောင်တရုတ်ပင်လယ်ဆိုင်ရာလိုက်နာရမယ့်ကျင်းဝတ်ကို2026မှာအပြည့်သက်ချင်နေပါတယ်။ဒါဟာထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးဂျပန်နဲ့တရုတ်ကြားတပ်တမဆက်ဆံရေးအဆိုးအဝါဆုံးရောက်ရှိနေချိန်တောင်တရုတ်ပင်လယ်အတွင်း အာဆီယံနိုင်ငံအချို့နဲ့ရေပိုင်နဲ့အငင်းပွားမှုကိစ္စရပ်တွေတင်းမာမှုကိုတရုတ်ဘက်ကမူဝါဒပိုင်းဆိုင်ရာချဲ့ကပ်မှုပြောင်းလဲလာတာပါဖိလစ်ပိုင်ကလာမယ့်နှစ်အာဆီယံဥက္ကဋ္ဌပြည့်ဆွေးနွေးပွဲတွေအရှိန်မြင့်ကျင်ပေမယ်ပညာရှင်တွေကတော့မလွယ်ဘူးလို့သုံးသပ်ပါတယ်အကြောင်းကတော့အာဆီယံမှာတီမောလက်စတင်ပါဝင်လာလို့အဖွဲ့ဝင်၁၇နိုင်ငံဖြစ်လာပြီးတရုတ်နဲ့ပေါင်းရင်၁၂နိုင်ငံလုံးသဘောတူဖို့ဆိုတာအတော်ခက်ခဲနေလို့ပါပဲဒါပြင်တောင်တရုတ်ပင်လယ်အတွင်းရေပိုင်နဲ့အများစုကိုတရုတ်ကသူ့ပိုင်နဲ့အဖြစ်သတ်မှတ်ထားပြီး2016ခုနှစ်ရေပိုင်နဲ့အငင်းပွားမှုမှာ ဖိလစ်ပိုင်နိုင်ငံကတရုတ်ကိုတရားစွဲဆိုခဲ့ခြင်းနိုင်ငံတကာတရားရုံးရဲ့ဆုံးဖြတ်ချက်တွေကိုတရုတ်ဘက်ကပယ်ချထားပါတယ်။ပြင်ပဆွတ်ဖက်မှုမပါဘဲဒေသတွင်းနိုင်ငံချင်းပဲဖြည့်ရှင်းခြင်းတဲ့သဘောထားကိုထက်လောင်းအတည်ပြုလိုက်ပါတယ်။အာရှကောက်ကီးယံမှာစစ်ရေးတင်းမမှုတစ်ခုထပ်ပစ်ပွားခဲ့ပါတယ်။တရုတ်နဲ့ရုရှားစစ်လျင်စုစုပေါင်း၉စီးဟာတောက်ကိုရီးယားရဲ့လေကြောင်းရန်ကောက်ွယ်ရေးဆုံး KDS ထဲကိုဂျိုတင်အကြောင်းမကြားပဲဝင်ရောက်လာခဲ့လို့ဆိုးဆိုးရွားကဂျက်တိုက်လေယာဉ်တွေဆစ်လို့ပြီးအရေးပေါ်တုံ့ပြန်ခဲ့ရပါတယ်။ ဒီအကြောင်းကိုကိုမျိုးနေရပြောပြပေးပါမယ်ရှင်။အင်ဂါနီကရုရှားစစ်လေယာဉ်9စီးနဲ့တရုတ်စစ်လေယာဉ်9စီးဟာနေရာနှစ်ခုကနေဝင်ရောက်လာတာဖြစ်ပါတယ်။ရုရှားလေယာဉ်တွေကဂျပန်နဲ့အညင်းပွားနေတဲ့ဒေါ်ဒိုဂျွန်ဒီတရုတ်လေယာဉ်တွေကတော့ရေအောက်ကြောက်ဆောင် IOTO အနီးကနေဝင်လာပြီးဂျပန်နိုင်ငံဆူရှိမာကျွန်းသားမှာပြန်လည်ပေါင်းစုံခဲ့ကြတာဖြစ်ပါတယ်။ဒီနေရာမှာရှင်းလင်းဖို့လိုတာကသူတို့ဟာနိုင်ငံတကာဥပဒေအရအချုပ်ချအာဏာပိုင်နဲ့ဝေဟင်ပိုင်နယ်ထက်ကိုဝင်ရောက်ခဲ့တာမဟုတ်ပါဘူး။ဒီကြောင်းရင်ကာကွယ်ရေး ကီရစ်လို့ခေါ်တဲ့ဂျာကန်စုံတွေကိုဝင်လာတာပါဒါပေမဲ့ဒီစုံထဲဝင်ကိုဘသူလဲဆိုတာဖော်ပြဖို့လိုအပ်ပေမဲ့ရုရှားနဲ့တရုတ်ကတော့အတိပေးခြင်းမရှိခဲ့ပါဘူး။တောင်ကိုရီးယားကတော့ချက်ချင်းပဲတရုတ်နဲ့ရုရှားစစ်တပ်မှုတွေကိုခေါ်ယူပြီးပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။ပြည်ချင်းကတော့ဒါဟာနှစ်စဉ်ပူးတွဲကင်းလဲမှုသာဖြစ်ပြီးဒေတာတွင်းတည်ငြိမ်ရေးအတွက်လှုပ်တာလို့တုံ့ပြန်ပါတယ်။ရုရှားကတော့တောင်ကိုရီးယားတတ်မှတ်ထားတဲ့ GDS စုံကိုအစကတည်းကအတိမတ်မပြုတ်ထားပါဘူး။ စီးလီလာသူတွေကတော့ဒါဟာအမေရိကန်ဂျပန်နဲ့တောင်ကိုရီးယားသုံးပွင့်ဆိုင်မဟာမိတ်ဖွဲ့ကိုတရုတ်နဲ့ရုရှားကအင်အားပြစိန်ခေါ်လိုက်တာလို့သုံးသပ်ကြပါတယ်။အနောက်ပြန်ဒီဇင်ဘာလ17ရက်နေ့ကြာတာပြင်းဤအတွက်မိုးလေဝသခန့်မှန်းချက်တွေကိုပြပြသွားပါမယ်ရှင်။မိုးလေဝသအခြေအနေတွေကိုမပြောပြခင်မြင်းကလေးသတင်းလေးကိုအရင်ဆုံးပြပြချင်ပါတယ်။ ဒီနေ့ညနေ4:05မိနစ်မှာပဲမတရားမျိုးရဲ့အနောက်အနောက်မြောက်ဘက်6မိုင်ခန့်အကွာအနက်7ကီလိုမီတာကိုဗဟိုပြုပြီးအင်အားပမာဏ4.5ရက်ချတာစကေးနဲ့အင်အားတင်းတင်းရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်အဲ့ဒီငလျင်လောက်ခတ်မှုကိုစကိုင်းငလျင်ကြီးရဲ့ဒဏ်ကိုခံစားခဲ့ရတဲ့မန္တလေးစကိုင်းတို့မှာတိတိတသာခံစားခဲ့ရပါရဲ့ရှင်စကိုင်းငလျင်ကြီးအပြီးမှာငလျင်ငယ်တွေဇက်တိုင်းလောက်ခတ်ခဲ့ရကြောင့ ပြည်သူတွေအနေနဲ့ငလင်လောက်ခတ်ချိန်မှာလိုက်နိုင်ရမယ့်တတိပေးချက်တွေကိုအမြဲတမ်းတတိချက်ကြပါလို့တိုက်တွန်းလိုပါရရှင်။ဆောင်ရရတာကိုကောင်းမှုစွာမခံစားသည်တဲ့မြန်မာနိုင်ငံအတွက်တော့ဒီဇင်ဘာလ16ရက်နေ့နောက်ပိုင်းကနေစပြီးအေးမြမှုကိုစတင်ခံစားလာရောမှာပါဒါဟာမြောက်ဘက်ကနေတောက်ဘက်ကိုဆင်းလာတဲ့လေပြင်းအများရဲ့ဝင်ရဲ့တက်ရောက်မှုကြောင့်ပဲဖြစ်ပါရဲ့ရှင်အဲ့ဒီလေပြင်းအများရဲ့ဝင်ဟာမြန်မာနိုင်ငံကိုလွှမ်းခြုံရောက်ရှိလိုလာနေခဲ့တာကိုမိုးလေဝသခန့်မှန်းချက်မော်ဒယ်တွေမှာတွေ့ရပါတယ် နေ့ဖြန်မှာတော့ပြည်နယ်နဲ့တိုင်းများစုမှာရာသီဥတုတရားနိုင်ပြီမဲ့အထက်ပိုင်းဒေသတွေမှာညပူချိန်တွေတိတိတသာကျဆင်းပြီးအောက်ပိုင်းဒေသတွေမှာတော့နေ့ပူချိန်တွေမြင့်မာနေုံပဲလို့မွလွေဝေတာခန့်မှန်းပေါ်တွေမှာတွေ့ရပါရဲ့ရှင်။ နေပူချိန်များအနေနဲ့နေပြည်တော်မှာ34ဒီဂရီဆယ်စီယက်ကနေ36ဒီဂရီဆယ်စီယက်ထိအမြင့်ဆုံးရှိနိုင်ပြီးမကွေးတိုင်းမှာ32ဒီဂရီကနေ34ဒီဂရီဆယ်စီယက်အေဝရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်နဲ့တနင်္သာရီတိုင်းတို့မှာ30ကနေ36ဒီဂရီဆယ်စီယက်ကြားအထိတိရှိနိုင်ပါတယ် စကိုင်းတိုင်းအောက်ပိုင်းရခိုင်နယ်ရှမ်းပြည်တောင်ပိုင်းတို့မှာ29ကနေ30နီဂရီဆဲဆီယက်ကြားရှိနိုင်ပြီးမန္တလေးတိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းမှာ24ကနေ26ဒီဂရီဆဲဆီယက်ရှမ်းပြည်မြောက်ပိုင်းမှာ27ကနေ23ဒီဂရီဆဲဆီယက်ချင်းပြည်မှာ20ကနေ22ဒီဂရီဆဲဆီယက်နဲ့ကချင်ပြည်မှာတော့24ကနေ26ဒီဂရီဆဲဆီယက်ထိရှိနိုင်ပါတယ်ဒီနေ့ညမှာတော့အေးဆုံးအဖြစ်ချင်းပြည်မှာ၄ဒီဂရီဆဲဆီယက်ကနေ၆ဒီဂရီဆဲဆီယက်သာရှိနိုင်ပြီးကချင်မှာ၁၀ဒီဂရီဆဲဆီယက် ရှမ်းပြည်မြောက်ပိုင်းမှာ7ဒီဂရီဆယ်စီယက်ရှမ်းပြည်အရှေ့ပိုင်းမှာ17ဒီဂရီဆယ်စီယက်ရှမ်းပြည်တောင်ပိုင်းနဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာ14ဒီဂရီဆယ်စီယက်ထိအညပူချိန်တွေကျဆင်းနိုင်မှာဖြစ်ပါရှင်။ဒါ့အပြင်မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းမကွေးတိုင်းနဲ့နေပြည်တော်တို့မှာ16ကနေ20ဒီဂရီဆယ်စီယက်ကြားထိအညပူချိန်တွေအတိအကျခံစားရရှိနိုင်ပါတယ်။ မြောက်ပူချိန်နယ်အမြင့်ဆုံးခန်းစားရမယ်ပြည်နယ်နဲ့တိုင်းတွေကတော့ရန်ကုန်တိုင်းပဲခူးတိုင်းရှေ့ပိုင်းမွန်နဲ့တနင်္သာရီတိုင်းပဲခူးတိုင်းနောက်ပိုင်းနဲ့အေရဝတီတိုင်းတို့မှာတော့20ဒီဂရီကနေ24ဒီဂရီဆက်စရဲ့ကြားထိမြောက်ပူချိန်တွေကိုခန်းစားရရှိနိုင်မှာဖြစ်ပါရှင်ထူးခြားမှုအနေနဲ့ပြောရရင်တော့ရန်ကုန်မြို့အပါအဝင်ကံဘက်တွန်တေစိတ်ကြီးခနာတို့ကွန်းကြံကုန်ဒီတရေ ကျိုင်လက်မြို့နယ်တွေမှာလေတုညဉ့်ညံမှု air quality 120ကနေ135အထိမြင့်မာနေတာကြောင့်အပြင်ထွက်ပြီးကိုလက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာလေ့ကျင့်ခန်းပြပြင်းထက်ထန်ပြုလုပ်တာတွေကိုရှောင်ရှားတင်ပါတယ်။နေရင်ကနေအပြင်ထွက်ချိန်မှာလဲနှာခေါင်းစီး mask တပ်ပြီးမှထွက်တာမျိုးတွေပြုလုပ်သင့်သလိုခလေးငယ်တွေအသက်အရွယ်ကြီးရင်သူတွေနဲ့ယောဂခံရှိသူတွေအနေနဲ့သတိထားကြဖို့ထူလို့အပ်ပါမယ်ရှင်။ ဒီနေ့ညနေမနက်ဖြန်မနက်ထီတော့ကချင်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာနှံ့ပြမြို့ထူးထက်စွာကြဆင်းလိုက်ပြီးရှမ်းနဲ့မကွေတိုင်းထပ်ပိုင်းတို့မှာနေရာဆက်ဆက်မန္တလေးတိုင်းနဲ့ကရင်နီတို့မှာနေရာကျဲကျဲမြို့ထူးထက်စွာကြဆင်းနိုင်တာကြောင့်မြစ်ချောင်းတွေတွင်သွာလာနေကြတဲ့ရေရင်တွေနဲ့ကုန်းလခီမောင်းနေနေကြတဲ့မော်တော်ယာဉ်တွေအနေနဲ့မြူဆိုင်နေကျဲမြေခွင်းမရှင်းလင်းနိုင်တာကြောင့်တတိပြုမောင်းနေကြပါလို့တတိပေးလိုပါတယ်ရှင်အခုပြောပြပေးခဲ့တဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတော့ကျမတို့ CJ platform ကမိုးလေဝသလေးလာသူတူဖြစ်သူ ကိုလကွန်ရဲ့ငါမိုးလင်းဝေတာခမှန်ကြံမော်ဒယ်တွေမှာဖော်ပြထားချက်တွေကိုစုစည်းပြီးခမှန်ပေးခဲ့ရပဲဖြစ်ပါတယ်။ CJ Platform ရဲ့တင်ပြအစီအစဉ်တွေကို CJ Platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း Subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်တင်လာအစီအစဉ်ကိုတော့ဒီမှာပဲရနာပြစေရှင်။ CJ Platform ရဲ့တင်ပြအစီအစဉ်တွေကိုစောင့်မျှကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုဤကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝပြီးစစ်ပေတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါရဲ့ရှင်။ မင်္ဂလာညချမ်းပါရှင်ဒီကနေ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့ဗုဒ္ဓဟူးနေ့အတွက် CJ Platform ရဲ့နေ့စဉ်သတင်းလွှာအစီအစဉ်ကိုတင်ဆက်ပေးသွားပါ